ပြက်သီအိုရီတွေထဲက red giant state ဆိုတာကဘာလဲကဘာချိုအကြောင်းကတော့ထွထွထူးထူးပြောနေစရာမလိုပါဘူးကဘာချိုဟာအရင်ကမီးတောင်ချော်ရည်နဲ့ပြည့်ညက်နေတဲ့ဂျူတလုံးပဲဖြစ်ပါတယ်ယခုမှသာစိန်လန်းဆိုပြပြီးတက်ရှိတွေနေထိုင်လို့ရတဲ့ဂျူတလုံးဖြစ်လာတာပါနေကနေအလင်းနဲ့10မိနစ်ခန့်ကော်ဝေးပြီးတော့လုံလောက်တဲ့အပူချိန်ရရှိနေတဲ့နေရာလေးဖြစ်ပါတယ် ဒါပေမဲ့နောက်ထပ်နှစ်တန်း9000ခန့်ရောက်ရင်တော့ကျွန်တော်တို့မီးပြင်ကျဲဖြစ်တဲ့နေဟာရက်ဂျာရဲ့အဆင့်ကိုစတင်ရောက်ရှိလာမှာပဲဖြစ်ပါတယ်။ရက်ဂျာရဲ့ဆိုတာကနေရဲ့အတွင်းဘက်ရှိဟိုက်ဒရိုဂျင်လောင်စာများကုန်ဆုံးသွားပြီးအီလီယန်လောင်စာများလောင်ကျန်ကဓာတ်ဆွဲငင်အားမကျဉ်းသန့်မှုကြောင့်ကျယ်နေကြီးအဖြစ်သို့ပြန်ကားလာခြင်းကိုဆိုလိုတာပါ။ရက်ဂျာရဲ့အဆင့်ကိုရောက်ရှိလာရင်တော့ Marjorie Venus အပြင်ကျွန်တော်တို့ကဘာကြိုအထိပါနေယူဝါမြေကြီးကိုခံရမှာဖြစ်ပြီးကဘာပြတ်မှာပဲဖြစ်ပါတယ်။ အရှင်လက်လက်ဂျိုးလောင်တိုက်သွင်းခံရတာလို့ခေါ်ပါတယ်ခင်ဗျာ